င်းအောင်လိုက်လဲဒူတာဒေးလို့တေချာပေါဖန်ခံရလိုက်မယ်။မိတ်ဆွေတွေအားလုံးမင်္ဂလာပါရှင်။ Let's Talk the New Channel ကနေကြိုဆိုပါရစေ။ဖိလစ်ပိုင်တမနာဟောင်းဒူတာဒေးကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖမ်းဆီးတယ်လို့စစ်ကောင်စာမင်းအောင်လိုက်အလဲလဲတေချာပေါရောက်လာလိုက်မယ်လို့ကုလအစင်းမြင့်အရာရှိဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACN ကထုတ်ပြောလာပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ2016ကနေ2022ခုနှစ်အထိမစ္စတာဒူဒါဒေးဟာတမန်တော်အဖြစ်တာဝန်ယူခဲ့သည့်ကာလအတွင်းမူရင်းစေဝါတိုက်ဖြတ်မှုစစ်ဆင်ရေးအမိခံပြီးလူပေါင်း3000ကျော်ကိုတရားမဲ့တပ်ဖြတ်မှုနဲ့ ICC ကဖမ်းဝရမ်းထုတ်ထားတာပါ ဒါကြောင့်ပြည်ခဲ့တဲ့မတ်လ17ရက်နေ့ကဟောင်ကောင်ခရီးစဉ်ကပြန်လာတဲ့ဒူတာဒေးကိုလက်ရှိဖိလစ်ပိုင်အစိုးရက နိုင်ငံတကာရဲတပ်ဖွဲ့ Interpol ကိုစာဖမ်းဆီးပြီးနယ်သာလန်နိုင်ငံတီဟိတ်မြို့ရှိအပြည်ပြည်ဆိုင်ရာတရားရုံး ICJC ပို့ဆောင်လိုက်ပါတယ်။ဖိလစ်ပိုင်အစိုးရက ICC တရားရုံးအဖွဲ့ဝင်နိုင်ငံကနေ2019ခုနှစ်မှာနှုတ်ထွက်ထားပေမဲ့ဖိလစ်ပိုင်တမဒဟောင်ကိုပြပြတတအေးအေးယူဆောင်ရွက်မှုဟာနိုင်ငံတကာအတိုင်းအဝိုင်းအတွက် တာဝန်ခံမှုနဲ့တာဝန်ယူမှုဆိုင်ရာအဓိကတွန်းအားပေးမှုတစ်ခုအဖြစ် SACN တည်ထောင်သူရန်ဟီလီကပြောပါတယ်။မစ္စတာဒူဒါဒေရဲ့ဖန်ဆီးမှုဟာအာဆီယံဒေတာအတွင်းအထူးသဖြင့်မြန်မာနိုင်ငံအတွက်ခိုင်းမာတဲ့သတင်းစကားပေးပို့လိုက်တာပဲဖြစ်တယ်လို့ SACN ကပြောထားပါတယ်။ SACM တီထောင်သူမာဇူကီဒါရစ်မန်ကဒူဒါဒေးရဲ့ဖန်ဆီးမှုဟာအလွန်အရေးပါတဲ့ထုတ်ပြန်ချက်တစ်ခုပါ။ဩဇာကြီးမားတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုက ICC တရားရုံးနဲ့ Interpol ရဲတပ်ဖွဲ့ကိုလေဆာမှုပြသလိုက်တာလည်းဖြစ်ပါတယ်။နိုင်ငံတကာဆိုင်ရာတာဝန်ခံမှုတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒါကမင်းအောင်လိုင်အနေနဲ့ဒီလိုဖမ်းဆီးခံရမယ့်အချိန်မျိုးတရားပေါက်ရောက်လာလိမ့်မယ်ဆိုတာရှင်းလင်းတဲ့သတိပေးချက်တစ်ခုဖြစ်ပါတယ်လို့ပြောပါတယ်။ရိုဟင်ဂျာတွေကိုမောင်းထုတ်တာနဲ့မြန်ပန်နှိပ်စက်မှုဆိုင်ရာရာဇဝတ်မှုအတွက်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကိုဖမ်းဝရမ်းထုတ်ဖို့ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာ ICC တရားရုံးရှေ့နေချုပ်ကခြောက်ထားခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင်ဒီနှစ်ဖေဖော်ဝါရီလအတွင်းအာဂျင်တီးနားတရားရုံးကရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်မှုနဲ့စစ်တပ်နဲ့အစိုးရထိတ်တန့်ပုံကိုယ်တွေအပါအဝင်25ဦးကိုဖမ်းရမ်းထုတ်ထားပါတယ်။ဒါကြောင့် ICC အနေနဲ့မြန်မာစစ်ကောင်ဆောင်ကိုမကြမီဖမ်းရမ်းထုတ်ဖို့မျှော်လင့်ထားပြီး ICC တရားရုံးရှေ့နေတွေကနောက်ထပ်တာဝန်ရှိသူတွေကိုလည်း ဖမ်းရမ်းထုတ်ဖို့ရှိတယ်လို့ ICC ဘက်ကထုတ်ပြန်ထားပြီးဖြစ်ပါတယ်။အာဂျင်တီးနားတရားရုံးကဖမ်းရမ်းထုတ်ထားတဲ့စစ်ကောင်စာမင်းအောင်လှိုင်နဲ့စိုးဝင်းအပါအဝင် 25ဥကိုဖမ်းဆီးရမှာ Interpol အဖွဲ့တွေအနေနဲ့ပူပေါင်းပါဝင်ဖို့မျှော်လင့်တဲ့အကြောင်း SACM ကစက်ပြောထားပါတယ်။တပတ် SACM ကအမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အခြားတော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်းအခုဖမ်းရမ်းထုတ်ခံထားရသူတွေဖမ်းဆီးတာနဲ့လွေပြောင်းရရှိရေးကိုပူပေါင်းလှုပ်ဆောင်ပေးဖို့တိုက်တွန်းထားတဲ့အပြင်အာဆီယံကိုလည်းပူပေါင်းပါဝင်ဖို့ SACM ကတောင်းဆိုထားပါတယ်။ SACM တီထောင်သူတောင်းဦးတဲ့နောက်တူဦးဖြစ်တဲ့ Chris Sidodi ကမြန်မာနိုင်ငံကလူတွေကကုလသမဂ္ဂနိုင်ငံကလူအခွင့်အရေးစနစ်နဲ့တရားမျှတမှုဆိုင်ရာကတိတွေအပေါ်ယုံကြည်မှုတွေဆုံးချုံနေတဲ့အချိန်မှာဒါဟာမျောလင်းချက်တွေတောက်ပလာစေပါတယ်လို့ပြောပါတယ်ဖိလစ်ပိုင်နိုင်ငံဟာ2026ခုနှစ်အာဆီယံအလဲကျဥက္ကဋ္ဌသက်တမ်းအတွက်ပြင်ဆင်နေချိန်မှာပဲဖိလစ်ပိုင်တမဒဟောင်းဒူတာတေးအဖမ်းခံလိုက်ရတာဖြစ်ပါတယ်။ ICC အဖွဲ့ဝင်မဟုတ်တဲ့မြန်မာနိုင်ငံမှာအရက်သားအစိုးရလက်ထက်မင်းအောင်လှိုင်ကတမတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်တာဝန်ယူထားချိန်2019ခုနှစ်ဩဂုတ်လအတွင်းစစ်တပ်ရဲ့စစ်စင်ရေးတွေကနေလွမြောက်ဖို့ရိုဟင်ဂျာ9300ကျော်မြန်မာကနေဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေးခဲ့ရပါတယ်။ အဲ့ဒီစစ်စင်ရေးအတွင်ရိုဟင်ဂျာတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများလိုင်းပိုင်းဆိုင်ရာအကြမ်းဖက်မှုများနဲ့ကြေးရွာများကိုဖျက်ဆီးမှုများကိုကိုးကားပြီးအဲ့ဒီစစ်စင်ရေးဟာလူမျိုးစုတုတ်တင်တပ်ဖြတ်မှုဖက်စာအုပ်ဥပမာအဖြစ်ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေကရှုမြင်ပြီးနောက်ပိုင်းမှာဖော်ထုတ်ခဲ့ကြပါတယ်။ SACN အဖွဲ့ဟာမြန်မာနိုင်ငံမှာ2023ခု February 1ရက်တကြောပြန်စစ်အာဏာသိမ်းခံရမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ကုလသမဂ္ဂအဆင့်မြင့်အရာရှိတာဝန်ယူဖူးသူတွေနဲ့မြမအရေးအကျွမ်းတဝင်လှုပ်ဆောင်ခဲ့သူတွေစုပေါင်းဖွဲ့စည်းထားတာပါကုလသမဂ္ဂရဲ့မြမလူအခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ Miss Yan Healy လူအခွင့်အရေးကောင်စီကဖွဲ့ခဲ့တဲ့မြမအရေးအချက်အလက်ရှာဖွေရေး Mission အဖွဲ့ကောင်ဆောင်မာစုကီဒါရော့စ်မန်နဲ့အဖွဲ့ဝင် Chris Sito တို့က SACM ကိုဦးဆောင်ထူထောင်ထားကြတာဖြစ်ပါတယ်ရှင်။ သတင်းလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ချွေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမတို့ channel လေးကို subscribe လုပ်ပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်မြန်မာသူမြန်မာသားကဘာသူကဘာသားအားလုံးဘေးအပေါင်းရန်ကွာကြပြီးအမျိုးမျိုးသောအာနာရှင်တွေလက်အောက်ကမြို့မြောင်နိုင်ကြပါစေရှင်ကျမအငိမ့်ပါ